အထောက်လက်ဆက်ငါးဦးနဲ့ဇော်လာ၁၆ရက်နေ့တနင်္လာနေ့မနေ့၆ရက်နေ့ဂျိုလူကတန်းတာကြံ့နေမြမပီရာသူတို့များကိုဆက်လက်ခံမှာဖြစ်ပါတယ်ကျွန်တော်တို့ဤကလေးပတ်ကဒီပေးခံမှန်းထားတဲ့အတိုင်းမြမပီဟာမိုးပြင်းထန်စွာရွာသွန်းမှုကြောင့်မလို့အချို့နေရာတွေမှာသဘာဝဘေးအန္တရာယ်စတင်ရင်ဆိုင်နေရပြီဖြစ်ပါတယ်ရှမ်းပြည်နယ်နေရာတော်တော်များများနဲ့ အခြားတိုင်းပြည်တွေမှာရုပ်တရက်ရေစတင် ကြီးလို့ရှောင်းတိန်ကြောင်းရွှေ့ရတဲ့သတင်းတွေလည်းကြားပြရမှာဖြစ်ပါတယ်။ဒီနေ့တော့ဆက်လက်ပြီးတော့နောက်ထပ်နှစ်ရက်သောအနောက်အထိအချို့နေရာတွေမှာနေရာကွက်ပြားမိုးကြီးနိုင်တဲ့အခြေအနေတွေ ရှိနေတာကိုကျွန်တော်တို့ MK Entertainment Channel ကြိုဆိုလိုက်ပါရစေ။ဒီနေ့တင်ဆက်ပေးမယ့် view file ကဒီနေ့တင်ဆက်ပေးမယ့် view file ကတော့ဇွန်လ16ရက်နေ့အတွင်းမုံနိုင်တဲ့နဲ့မုံမြတ်နဲ့နေရာဒေတာတွေကိုကျွတ်တက်ခမ်းမဲထားတဲ့ Mozilla Blog ကအုပ်ချုပ်တဲ့ view file ကိုအမျိုးကိုဖိပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီ view file ကိုတင်ဆက်ပြသပေးတဲ့ရည်ရွယ်ချက်ကတော့ကျွန်တော်အမျိုးလည်းကျွတ်တက်ခပ်ပစ္စည်းလေးရအောင်ဘူဒရအနေနဲ့ပြန်လည် Wi-Fi ဆက်ပလေးခြင်းဖြစ်တဲ့ဒါဆိုရင်ကျွန်တော်အုပ် view file ကိုဆက်လိုက်ရအောင်။ဆက်လက်ပြည်ပြင်ပြလိုပါတယ် ဘာကြောင့်ဖြစ်တယ်ဆိုတာကိုလည်းကျွန်တော်တို့ရှင်းပြဖို့လိုပါတယ်ဒါမှသာမိမိတို့ကိုယ်ပိုင်ညာနဲ့ပြည့်စုံနိုင်ရန်အတွက်ဖြစ်ပါတယ်ကျွန်တော်တို့လေ့လာကြအောင်ဒီကနေ့အိန္ဒိယသမုဒ္ဒရာကတက်လာတဲ့မုတ်တုံလေစီးကြောင်းဟာအာရေဗျာပင်လယ်ကိုအချိန်ကောင်းကောင်းနဲ့ဖြတ်ပြီးတော့အိန္ဒိယနိုင်ငံကျော်ပြီးတော့ဘင်္ဂလားပင်လယ်အားတစ်ဆင့်မြောက်ဘက်ခိမန္တာတောင်တန်းမှာတွားရောက်ပြီးတော့ လေးဆိုင်ဝဲဖွဲ့လာနိုင်တဲ့အနေအထားကိုကျွန်တော်တွေ့ရပါတယ်။တနည်းအားဖြင့်ပြောမယ်ဆိုရင် အပူအေးဖလဲတဲ့နေရာမှာလေဘူးစီးကြောင်းဟာမြောက်ဘက်မှာရှိတဲ့တိမွန်တာတောင်တန်းဒေသကိုသွားရောက်အပူဖလဲတဲ့ဖြစ်စဉ်ဖြစ်နေပြီးတော့ဘင်္ဂလားပင်လယ်ထဲမှာဆိုရင်တနအီကိုမုတ်တုံလေစီးကြောင်းဟာ45မိုင်လောက်အထိပြင်းပြင်းထန်ထန်တိုက်ခတ်နေတဲ့အနေအထားဟာ မုတ်တုံတည်ဆောင်ပြီးတော့မြမာပြည်ကို အနေရပြီးတဲ့အနေသားရောက်ရှိနေတာအဲ့တော့ဘယ်နေရာတွေမှာဂျေငွေတွေရှိနေလဲလို့လေ့လာမယ်ဆိုရင်မြမာပြည်ကိုနောက်ထပ်ရက်30အတွင်းမှာလာမဲ့ဂျေငွေတွေဟာတိမ်အနေနေရောမိုးတိမ်အမြင့်နေရောဘင်္ဂလားပင်လယ်ကိုဖြတ်ပြီးတော့မြမာပြည်ကို90ရာခိုင်နှုန်း ဝေရောက်နိုင်တဲ့အနေသားဆိုလို့ရှိရင်ကျွန်တော်တို့ဇွန်လနဲ့ဇူလိုင်လအတွင်းမှာမြန်မာပြည်မှာမိုးကြီးနိုင်တဲ့အနေအထားလို့ကျွန်တော်တို့ခန့်မှန်းပြောဆိုလို့ရပါတယ်ဒီကနေ့ဆက်ရှောင်းရဲ့နေ့မှာဆိုရင်စိုးစိုးကမုတ်တုံလေးစီးချောင်းတည်လာတဲ့မုတ်တုံမိုးကြောင့်မလို့ကျွန်တော်တို့ပရမအုပ်ဆုံးမြမကာယိုးလန်းကိုဖြတ်ပြီးတော့ဝင်လာတဲ့အခါမှာရေငွေ့ဖွဲ့နိုင်တဲ့ ရခိုင်ပြည်နယ်ရခိုင်ရိုးမတောင်တန်းတစ်ခုလုံးမှာမိုးရိပ်ရင်လေးလမနေပါလောက်ထိရွာသွန်းတယ်လို့ပဲပဲခူးတိုင်းနောက်ချာအထက်ပဲမကွေးတိုင်းအောက်ဖက်မှာလေမိုးရိပ်ရင်လေးလမလောက်ထိရနိုင်တဲ့အနေတားဟာတဘာဝဘေးအန္တရာယ်ဖြစ်နေစေလို့ပြောနိုင်တယ်လို့ပဲကျွန်တော်တို့အောက်ဖက်ကမွန်ပြည်နယ်ကရင်ပြည်နယ်တမင်းနိုင်တိုင်းအထက်ဖက်မှာလေမိုးရိပ်ရင် 6လက်မလောက်အထိနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့နေသားဟာတဘာဝဘေးအန္တရာယ်ဖြစ်နေပြီလို့ကျွန်တော်တို့သတ်မှတ်လို့ရပါတယ်။ကို့တူအချင်းချင်းနဲ့သခိုင်းတိုင်းအထက်ပိုင်းချင်းတောင်တန်းမန္တလေးတိုင်းအထက်ဧရာဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းနေပြည်တော်မကွေးတိုင်းနဲ့ရှမ်းပြည်နယ်တို့မှာလည်းမိုးရေကြီး1.4လက်မလောက်ကြီး နေရာစိတ်စိတ်မှနေရာအပြည့်ပြည့်မိုးရွာနိုင်တဲ့အနေအထားရှိပါတယ်။စက်ခွန်ရဲ့နေ့မှာလည်းလေစီးကြောင်းဟာရော့တွားခြင်းမရှိပဲမြမကန်ယိုတန်းကိုအရှိန်ပြင်းပြင်းထန်ထန်နဲ့ဝင်ရောက်ပြီးတော့မြမပြည်အလယ်ပိုင်းကိုဆက်လက်တိုက်ခတ်နေတာတွေ့ရမှာ ဖြစ်ပါတယ်။စောစောကလေစီးကြောင်းပြင်းထန်မှုကြောင့်မလို့မြမကန်ယိုတန်းအထက်ဘက်ရခိုင်ကန်ယိုတန်းကိုလိုင်းအမြင့်ပြီး ဆယ်ရီနဲ့ရေလိုင်းနေဆက်တိုက်တိုက်ခတ်နိုင်တဲ့အတွက်ကြောင့်မလို့အဲကာယောရနေတိုင်းသူများနဲ့အဲလေတွေသွာလာနေသူများနေဖြင့်အထူးသတိထားသွာလာကြဖို့မြစ်တရက်ခံပါတယ်အဲ့ဒီရေလိုင်းနေရာဆိုရင်ဆက်ရှင်းနေမှာအနည်းငယ်ကျသွားပြီးတော့ဆက်ကွဲနေမှာတော့တာမာနေသားကြီးပြန်ဖြစ်သွားနိုင်ပါတယ် မုတ်တိုလေးစီးကြောင်းဆက်လက်ပြင်းထန်နေမှုကြောင့်မလို့၁၈ရက်နေ့မှာလည်းရခိုင်ပြည်နယ်တစ်ခုလုံးရခိုင်ရိုးမှာရခိုင်ရိုးမှာနဲ့ဆက်ဆက်နေတဲ့မကွေးတိုင်းပဲခူးတိုင်းနောက်ချံအေရဝတီအထက်ပိုင်းတို့မှာနေရာကွက်ပြီးတော့မိုးအကြီးကျယ်ရွာသွန်းနိုင်တဲ့နေသားရှိပါတယ်မိုးရင်ကျိန်လေးလမ်းမလောက်အထိ ရရှိနိုင်တဲ့အနေအထားမလို့အထူးပြည်ထားဖို့လိုပါတယ်ထို့အတူ AOD တိုင်းအောက်ဖက်ချမ်းမှာလည်းနေရာကွက်ပြီးတော့မိုးကြီးနိုင်တယ်လို့ပဲရန်ကုန်တိုင်းပဲခူးတိုင်းစစ်တောင်းမြင့်ွားမှာလည်းနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါလေအထူးသဖြင့်မုံပြည်နယ်နဲ့ကရင်ပြည်နယ်ဆက်ဆက်တဲ့တောင်လမ်းတွေပေါ်မှာမိုးရေရင်6လမကျော်အထိရွာသွန်းနိုင်တဲ့အနေအထားဟာ တဘာဝဘေးအန္တရာယ်ဆက်ရောက်တဲ့တောင်ပြိုခြင်းလမ်းပြိုခြင်း အနေထားတွေဖြစ်လာနိုင်တဲ့အထူးသတိထားဖို့လိုပါတယ်။တို့တို့သတင်းနာရီတိုင်းအထက်ဘက်မှာလည်းနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်။မြမာပြည်အထက်ပိုင်းကိုကြည့်မယ်ဆိုရင်ကချင်ပြည်နယ်မှာမိုးနှဲငယ်ပါသွားတဲ့ဆိုရင်လည်းသခိုင်းတိုင်းအထက်ပိုင်းနဲ့ကချင်ပြည်နယ်မှာတော့နေရာကွက်ပြီးတော့မိုးကြီးနိုင်တယ်လို့ပဲရှင်းလင်းနေ ။တခြားမှာလည်းမိုးတဲတဲမဲမဲရွာသွန်းနိုင်တဲ့နေရာရှိပါတယ်။တို့တို့ရှမ်းပြည်နယ်အရှေ့ဘက်ခြမ်းတစ်ခုလုံးရှမ်းပြည်နယ်အလယ်ပိုင်းအောက်ပိုင်းတစ်ခုလုံးမှာနေရာဖွဲ့ပြီးတော့မိုးကြီးနိုင်ပါသေးတယ်။လာမယ့်၁၈ရက်နေ့မှာရခိုင်ကမ်းရိုးတန်းမှာတော့မိုးဆက်လက်ကြီးနိုင်သလိုပဲကချင်ပြည်နယ်၊စကိုင်းတိုင်းအထက်ပိုင်းချင်းပြည်နယ်မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်။ ကြံတဲ့အဝါပြတဲ့တိုင်းနဲ့ပြည်လေအကုန်လုံးမှာတော့မိုးနေရာကွက်ကြားမိုးရွာနိုင်ပြီးတော့အေရာဝီမြေရိုးလျှောက်မှာမိုးပါသွားနိုင်တဲ့အခြေအနေရှိပါတယ်။လာမယ့်16ရက်နေ့မှာတော့မြစ်ကြီးနာကချင်ပြည်နယ်နဲ့ချင်းတောင်တန်းချင်းမင်းမြို့မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်။ထို့တူရခိုင်ပြည်နယ်ရခိုင်ရိုးမှာလည်းမိုးနှဲငယ် များနိုင်တယ်လို့ပဲ ARD တိုင်းရန်ကုန်တိုင်းပဲခူးတိုင်းကရင်ပြည်နယ်မွန်ပြည်နယ်သတင်းတိုင်းတိုင်းတို့မှာလည်းနေရာကွက်ကြားမွန်များနိုင်တယ်လို့ပဲရှမ်းပြည်နယ်ရှိဘက်မှာနေရာကွက်ပြီးတော့မွန်များနေမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ video file ကို YouTube ကနေတစင်ညဝေးပေးလိုက်ကြပါတဘာဝဘေးအန်နေကြားရောက်နေတဲ့ကာလဖြစ်တဲ့တကြောင်မလို့လုံလားများ ဒီမှာခံခွဲနိုင်ရအတွက် MP3 ပါနဲ့ download လုပ်ပြီးတော့မိမိတို့မိတ်ဆွေများကိုပြောက်ပေးကြဖို့ပြည့်စုံရခပါတယ်ခင်ဗျာဟုတ်ကဲ့ပါမျိုးတွေကျွန်တော်ပြပိုင်းဒီလောက်ပါပဲဒီ view file လေးကတော့ဒီဂျွန်လာ3ရက်နေ့ ဂျွန်လာ16ရက်နေ့အတွက်မုံနေတဲ့မိုးရေသာတဲ့နေ့ကိုကြိုတွေခံမှန်းထားတဲ့မိုးစလဘလော့ကောက်ထိတဲ့ဗီပိုင်းလေးကိုကျွန်တော်မျိုးပြတ်တက်တိဆက်ပြီးတော့ဖြစ်ပါရဲအခုလိုမုံနေတဲ့မိုးရေသာတဲ့နေ့ကိုမြင်းတိဆက်ပေးနေတဲ့မိုးစလဘလော့ကောက်ထိတုံလေးကျေးဇူးများကြီးတင်ပါရဲ credit လေးပေးပါရဲကျွန်တော် channel နေမုံနေတဲ့မိုးရေသာတဲ့ပူးတုတရရတဲ့တဲ့ဆဲလေးတဲ့အစ်တတွေကိုမြင်းတိဆက်ပေးမှာမို့ကျွန်တော် channel like ကဆောက်မယ် like ကဆောက်နေဘေးနဲ့ notify bell လေးကိုပါနှိပ်ခဲ့ပြီးပို့တောင်းဆိုချင်ပါရဲဒီဗီပိုင်းလေးကိုလည်းအများသူငါတင်အောင်လို့ like and share လေးပြုလုပ်ပေးပို့တောင်းဆိုချင်ပါရဲဒါမှဒီနောက်ထပ်လူတွေလည်းကြိုတိကောက်ပဲပြင်ဆင်လို့ရတာပေါ့ဗျာနော်ဟုတ်ပါကျွန်တော် channel အားပေးကြည့်ရှုသူတွေရဲ့ channel ကျေးဇူးများကြီးတင်ပါရဲ ်နောက်ထပ်ပြီးတော့ပြန်ဆက်ကြမယ်တရား